အဆိုဖြစ်ကြေညာထားတဲ့ GRPH အန်ယူဂျင်နဲ့ရှင်တို့ရဲ့လက်အောက်ခံ PDF အမေကန်အကြံပေးအဖွဲ့များရှင်တို့နဲ့ဆက်နွယ်နေတဲ့ဖွဲ့စည်းများနဲ့လူပုဂ္ဂိုလ်များဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြပြစေရန်နဲ့စစ်ကောင်စီရဲ့တာမကြီးဟောင်းဘုံမှုကျုပ်ချုပ်ထွန်းအောင်ကိုလှုပ်ကြံတက်ဖြတ်သူတွေက ဖမ်းဆီးရမိတဲ့လူဦးရေစီးရင်စစ်ကောင်စီရဲ့ဇွန်လ၄ရက်နေ့ထုတ်ပြန်ချက်မှာအသက်၆နှစ်အရွယ်မိန်းကလေးငယ်တဦးပါဝင်နေတာကိုတွေ့ရှိရပါတယ်။2025ခုနှစ်မေလ22ရက်နေ့ကရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်၅ရပ်ကရွှေနှင်းစီလမ်းနဲ့ဝိဇ္ဇာလမ်းတောက်မှာပုံမူးကျုပ်ချိုထွန်းအောင်ဟာနေရင်ရှိမှမြည်ဖြစ်သူနဲ့အတူလမ်းလျှောက်နေစဉ်မှာတနက်နဲ့ပြစ်တက်ခံခဲ့ရပါတယ်။စစ်ကောင်စီကအဲ့ဒီမှုကင်းဖြစ်စဉ်မှာ ကျူးလွန်သူတွေကိုဖမ်းဆီးတဲ့အခါ16ဦးကိုဖမ်းဆီးရရှိထားတယ်လို့ထုတ်ပြန်ထားပေမဲ့အဲ့ဒီထဲမှာအသက်6နှစ်အရွယ်ကလေးငယ်တဦးပါဝင်နေတာဖြစ်ပါတယ်။ဗိုလ်မှူးချုပ်ချွတ်ထွန်းအောင်ကိုလုံခြံတပ်ဖြတ်တဲ့သူတွေဟာ Grand Valley Warrior အဖွဲ့ကလုတာဖြစ်တာကြောင့်အဲ့ဒီအဖွဲ့ကိုမြို့သားညီညွတ်ရေးအစိုးရ NUG ကာဝေးဝင်ကြီးဥယျင်မွန်ကဥဆောင်လာလို့စစ်ကောင်စီကဆွဆွဲထားပါတယ်။စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာလုတ်ကြံမှုဖြစ်စဉ်အတွင်ပအဝင်ပတ်သက်နေသူဥယျာဉ်30နီးပါးအထိရှိတယ်လို့ဖော်ပြထားပြီး အဲ့အထက်က16ဦးကိုစစ်ကောင်စီကဖမ်းဆီးရရှိထားတာပါ။ဗိုလ်မှူးချုပ်ချွတ်ထွန်းအောင်ကိုလုတ်ကျန်တဲ့အဖွဲ့ကိုရန်ဗယ်လီဝါရီယာအဖွဲ့ဟာ NUG ကာဝေးရေးဝန်ကြီးပအဝင်ပတ်သက်နေတယ်လို့ဆွဆွဲခံထားရတဲ့အပေါ် NUG ပြောခွင့်ရကိုနေဖုံးလက်ကအခုလိုပြောပါရတယ်။အာဒါရီကတော့သူတို့လုံလုံလုံလေးလှုပ်ထားရှိတဲ့ဟာပဲလေနော်။အကုန်လုံးဟိုဘယ်ဟိုတခုခုဖြစ်ပြီဆိုရင်ဒီဆိုင်သူတွေရောမဆိုင်သူတွေရောအကုန်လုံးကိုဟိုတွဲကပ်ပြီးတော့အခုကိစ္စမှာဆိုရင်ဒီကလေးတွေပါပါတယ်နော်။၆နှစ်ရွယ်ကလေးဟိုဟာ ဒီလိုမျိုးမျက်နှာကိုထုတ်ဖော်ပြီးတော့လှုပ်ထားတဲ့ကိစ္စတွေကဒါမလှုပ်တဲ့မလှုပ်အပ်တဲ့ကိစ္စတွေနော်အဲ့တော့ဟိုဟိုဒါကတော့စစ်အုပ်စုရဲ့ဒါလှုပ်နေကြလှုပ်ရက်တွေလို့ပဲကျွန်တော်တို့ကတော့ပြောနေတယ်အဲ့တော့ဟိုမဆိုင်တဲ့သူတွေလည်းဒီလိုမျိုးထွက်ထည့်ပြီးတော့တွေ့ကြရလူပေါ့နော်တွေ့ကြရလူကိုဒီလိုမျိုးအဲစရင်ကပ်ပြီးတော့လှုပ်နေတာတွေကတော့ပုံမှန်သူတို့လုတ်ကင်ဆောင်နေကြတဲ့ကိစ္စဖြစ်ပါတယ်လို့ပုံမှုချုပ်ချွတ်ထွန်းအောင်ကိုပြစ်ခတ်ရမှာအတုံးပြုတ်ခဲ့တဲ့စပိန်ကို မြောက်ကလာပါမြို့နယ်ခိုင်ရှိဝါလမ်းမှာနေထိုင်တဲ့တုံးမင်းရင်မောင်းစန်းထက်အောင်ဆိုသူကိုမေလ23ရက်နေ့ကဖမ်းဆီးရမိတယ်လို့စစ်ကောင်စီကဆိုပါတယ်။အဲဒီကရင်တဆင့်ဂွင်းဆက်တရခံတွေကိုစုံစမ်းဖော်ထုတ်ရမှာထောက်ပို့လုံဆောင်သူဝင်းတူကိုထပ်မံဖမ်းဆီးရမိတယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဒါအပြင်ဗိုလ်မှူးချုပ်ချွတ်ထွန်းအောင်ကိုလုံကြံတဲ့အထဲမှာပါဝင်နေဆိုပြီးမြို့ကိုကိုနဲ့မိသားစုဝင်အချို့ကိုလည်းညောင်ဦးမြို့နယ်ပကံမြို့ခေါင်းမှာမေလ25ရက်နေ့ကဖမ်းဆီးရမိတယ်လို့စစ်ကောင်စီကပြောပါတယ်။ စစ်ကောင်စီဖမ်းမိထားတဲ့လုံခြံသူစီးရင်ထက်ကအသက်6နှစ်အရွယ်မိန်းကလေးငယ်ဟာမျိုးကိုကိုရဲ့သမီးဖြစ်ပါတယ်။မိန်းကလေးငယ်ဟာလုံခြံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတိမှလည်းမဟုတ်တလို့ပာဝင်နေတာလည်းမဟုတ်တာကြောင့်စစ်ကောင်စီကလုံခြံသူစီးရင်ထဲမှာထည့်ထားတာဟာပြည်သူတွေကြားမှာဝေဖန်မှုကိုမြင့်တက်စေပါတယ်။ကလေးငယ်ကိုလုံခြံသူစင်းထဲမှာနာမည်အသက်ပုံနဲ့တကွဖော်ပြထားတာကကလေးတငယ်အခွင့်အရေးကိုချိုးဖောက်ရရောက်တယ်လို့လူခွင့်လှုပ်ရှားသူတွေကပြောဆိုနေကြပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်ထဲမှာအာရခတတော်အေအေအနေနဲ့တိမ့်ပိုက်ထိမ့်ချုံနိုင်မှုကျန်းရှိနေတဲ့မြို့နယ်၃ခုရှိပါတယ်။ဒီမြို့နယ်တွေကတော့စစ်ကောင်စီရဲ့မြို့နယ်ယုံနေအခြေဆိုင်ရာမြို့တော်စစ်တွေတရုတ်ရဲ့အထူးစီးပွားရေးဆောင်စီမံကိန်းတွေ ရှိရာကြောက်ဖြူမြို့နယ်မောင်မြို့တွေဖြစ်ပါတယ်။ဒီမြို့တွေရဲ့ကြောက်ဖြူမြို့ဟာစစ်ကောင်စီတရုတ်နဲ့အေအေတို့အားလုံးအတွက်အရေးပါပြီးလက်ရှိမှာတော့ကြောက်ဖြူမြို့ပင်တစ်ဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကြောက်ဖြူမျိုးကန်တွေကအရာတွေကိုပြောပြကြပါတယ်။ကြောက်ဖြူကြောက်ဖြူမျိုးသေးမှာဗာနေမှာအဲဟိုကကြောက်ဖြူမျိုးပြင်းတာဟိုယွမ်နီ60အဲ့လိုမျိုးဟာဒီမှာဖြစ်တာမှာငွားမိုင်ဆွေမှာတော့ဝင်းဆွေမှာအဲတခါကြောက်လို့ဟိုလီယန်လီယန်နဲ့ဒီကြောက်ဖြူမျိုးအထက်ကပေါ့နော်အဲ့လိုဆက်ဆက်သွားပြီးတော့အဲ့ဒီတဲဝေးပြင်းတဲ့နေရာမှာဖြင်းကြတော့ဒီဘက်ကတော့ရမ်းကြရမှာလက်ရှိမှာကြောက်ဖြူမျိုးပြင်းတစ်ဝိုက်ကိုအေအေကစင်ရအများပြားနဲ့ဝိုင်းပက်ပိတ်ဆို့ထားပြီးကြောက်ဖြူမျိုးတွေကိုတော့ စစ်ကောင်စီရဲ့နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နောက်ပါခလောက်ခံတပ်တွေဖြစ်ကြတဲ့မျိုးဆောင်တပ်ခလရ34အမှတ်5စစ်စင်ရေးကိုကဲမှုဌာနချုပ်အောက်ကခမရ942 943ရဲတရင်32နဲ့ဓညဝရီရေးတပ်တို့ရဲ့လှုပ်ရှားမှုတွေရှိနေပါတယ်။ချီလျင်တပ်ရေးတပ်အပါအဝင်လေတပ်တို့ရဲ့လှုပ်ရှားမှုတွေရှိနေပြီးလေရင် drone ပါရာမော်တာတွေနဲ့ကင်းထောက်လန်းတာလေကြောင်းနဲ့မြို့ပြင်ကတိုက်ပွဲတွေရှိရာကိုသွားရောက်တိုက်ခိုက်တာတွေရှိနေပြီး ဒီချင်းနေတွေကိုကြောက်ဖြူမျိုးထဲမှာရှိတဲ့သာသနာ2500ဖရာကနေမြင်နေရတယ်လို့လဲဆိုပါတယ်။ကြောက်ဖြူမှာအခုတိုက်ပွဲဖြစ်နေတဲ့နေရာတွေက ကြောက်ဖြူကားလန်ဒိုရန်တောင်ဆိုတာအဲ့ဒီမှာရှိတဲ့အမှတ်32ရဲတရင်နောက်တနေရာက OGD တဘာဝတက်ငွေ3တန်းစင်ဆက်ယုံနားမှာဖြစ်နေတာ။မလကျုံးနဲ့ OGD ကြားမှာကြတယ်။ပင်လယ်ကမ်းခြေနားမှာပေါ့နှစ်နေရာတိုက်ပွဲဖြစ်နေတယ်။ကြောက်ဖြူနဲ့ရဲတရင်ဘက်ကဆို6မိုင်ဟိုဘက်က OGD နားကဆို3မိုင်လောက်လိုသေးတယ်။ ကြောက်ဖြူနဲ့နည်းနည်းပိုနီးလာပြီလက်ရှိအချိန်မှာတော့စစ်ကောင်စီနဲ့အေအေတို့ကြောက်ဖြူမြို့ပြမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကအထိခိုက်အကြဆုံများနေတာကြောင့်ကြောက်ဖြူပြည်သူစေယုံကြီးကိုစစ်ကောင်စီတပ်တွေသာတုံးပြုနေပြီးဒေသခံတွေကိုကူတာခွင့်မပေးတော့ဘူးလို့လည်းပြောပါရယ်ကြောက်ဖြူမြို့ကန်တွေဟာလုံခြုံရေးအနေရတွေအတွက်စိုးရိမ်နေကြရသလို ကုန်စည်နှုန်းဆောင်တန်ကြီးမြင့်မှုတန်ကိုလည်းရင်ဆိုင်နေကြရတယ်လို့ပြောပါရယ်။ကျောက်ဖြူနီတဝိုက်မှာတိုက်ပွဲတွေမဖြစ်ပွားခင်2025နှစ်ဦးပိုင်းမှာစံကျန်းတပီကို9500ကျပ်အသင့်စာ90ကျပ်သားစီတပူးကို7000ဝန်းကျင်ကျောက်တလုံးကို200ဝန်းကျင်ရှိခဲ့ရာကလက်ရှိမှာတော့စံကျန်းတပီကို12000ဝန်းကျင်အသင့်စာစီတပူးကို1000ကျွယ်ကျောက်တလုံးကို1300ဝန်းကျင်အထိအဆမတန်မြင့်တက်နေတယ်လို့လည်းပြောပါရယ်။ ိုက်ပွဲတွေကြောင့်ဒေသတွင်းမှာကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်သွားတာအပါအဝင်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်တွေမှာအစဉ်စဉ်စစ်ဆေးအခွင့်တောင်းခံနေတာကြောင့်အခုလိုကုန်စည်နှုန်းစမတန်မြင့်တက်လာတာလို့လည်းပြောပါရယ်မြို့ရင်းမှာအုံပြုနေတဲ့အခြေခံစားတောက်ကုန်တွေအများစုဟာရန်ကုန်ကနေလေးကျောင်းလိုက်ရေလမ်းကြောင်းနဲ့ကြောက်ဖြူကိုတင်ပို့လာတာလို့လည်းဆိုပါရယ်ပါမပါမဆိုတော့ပုံတော့ဟုတ်ပုံတော့ပုံရမှာတဲ့။လမ်းပတ်ခင်ဆိုတော့ပပောင်းဆိုတော့ပတ်ဆံပို့သေးရမှာလက်ထင်မှာပပောင်းဆိုတော့ပတ်ဆံကနင်းနေပို့သေး အဲလေးယောက်လေးယောက်လောက်စားရရမှာဒီလိုမှတော့လူလောင်ပိုက်မရှိတော့ဘူးမဟုတ်ဘူးလေဆိုလေးအရင်ပိုက်တယ်ပေါ့နော်ဒီညနေဖက်ဆိုသူမှမထွက်ကြတော့ဘူးတောက်တဲ့လူဆိုတော့ရန်ကုန်ဖက်ရန်ကုန်ဖက်တို့ဒီနေဟိုနေဖက်တို့ကြီးကြတယ်ဒီမှာကုန်စင်းလုံးကြတာပဲမှာတော့ပိုက်မရှိဘူးကျောက်ဖြူဒေတာအတွင်းမှာတော့မြို့နယ်ပြောင်းရွှေ့နေထိုင်မှုအခက်အခဲရှိသူတွေတက်ကြီးရွယ်ဝတွေမြို့ရင်းစီးပွားရေးလုပ်ငန်းရှိသူတွေနဲ့တရုတ်စီမံကိန်းတွေမှာလောက်ကင်နေတဲ့တရုတ်နိုင်ငံသားတွေပါဝင် ရောက်ဖြူမျိုးကန်25ရာခိုင်နှုန်းလောက်သာမျိုးရင်းမှာကျန်တော့တယ်လို့သိရပါဗယ်။ငွေကြေးတနိုင်တဲ့မျိုးကန်နေစီးပွားရေးလုပ်ငန်းရှိအချို့နဲ့လူငယ်တွေအများစုကတော့ရောက်ဖြူမျိုးကိုစွန့်ခွာပြီးရခိုင်မြနယ်တွေကအခြားသောဒေသတွေနဲ့ရန်ကုန်၊မန္တလေးမြို့ကြီးတွေကိုထွက်ခွာသွားကြတယ်လို့လည်းဆိုပါတယ်။ဒီသူတွေဟာလည်းရောက်ဖြူမျိုးတွေကနေထွက်ခွာဖို့ငွေကြေးချို့ပေးကြရတယ်လို့လည်းသိရပါဗယ်။မျိုးရင်းမှာစစ်ကောင်စီအနေနဲ့အခိုင်အမာစစ်ပင်ထားပြီးလက်ခမုံမလာကျွန်း ကန်းကော်တော်တရုတ်စိတ်ကျောက်ဖြူ GTC အနောက်ဖက်တွင်မှအခိုင်အမာတပ်စခန်းချအင်အားတိုးချဲ့ထားတယ်လို့မြေပြင်ကသတင်းမြစ်တွေကပြောပါရယ်။မြို့ရင်းမှာစစ်ကောင်စီတပ်သားတွေကင်းလန့်စောင့်ကြည့်နေပြီးအဲစင်းစစ်ဆေးတာ အေးအေးနဲ့ဆက်ဆက်တယ်လို့ဆိုကဖမ်းဆီးငွေတောင်းခံတာစီးပွားလုပ်ငန်းရှင်တွေကိုမတရားဥပဒေပုံမှားတွေတက်ပြီးငွေညစ်တောင်းခံတာတွေပြုလုပ်နေတယ်လို့လည်းသိရပါရယ်။သူတို့ခေါင်းစဉ်တက်ရှင်ပတ်စံရှိရလို့ကွာ။ ကောင်းစင်တက်ရှင်တို့လို့တက်ပြီးဖမ်းသွားတယ်သူအာကောင်းပါစေအေးကိုထောက်ပံ့နေပါညာအဲ့လိုပေါ့ဟိုသူရှုပတ်စံပေးနေတဲ့သူကပြန်လွတ်လာတာပေါ့မင်းဟိုပတ်စံရှိရဆိုရင်ဟိုတထောင်လောက်ရှိတဲ့လူဆိုရင်တထောင်တောင်းတယ်သုံးဟာလောက်ရှိတဲ့လူဆိုသုံးဟာတောင်းတယ်အဲ့လိုသူပြန်လွတ်ရှင်တဲ့လူကပေးတာပေါ့ကျောက်ဖြူဟာစစ်ကောင်စီအတွက်နိုင်ငံခြားဝင်ငွေအများဆုံးရရှိရာမြို့ဖြစ်ပြီးအထူးစီးပွားရေးဆောင်အစည်းအဝေးစီမံကိန်းခေတ်တပိုလမ်းမှာ BI စီမံကိန်းလုပ်ငန်းတွေရှိပါတယ်တရုတ်နိုင်ငံကိုကျောက်ဖြူရင်းနှီးစိတ်ကန်းကနေ့ ရေနံပို့ဆောင်မှုလုပ်ငန်းတွေနဲ့ပိုက်လိုင်းတွေကနေတဆင့်သဘာတဝင်တင်ပို့ရောင်းချမှုတွေရှိနေပြီးဒီလုပ်ငန်းတွေရဲ့နှစ်စဉ်ဝင်ငွေဟာအမေရိကန်ဒေါ်လာ9ဘီလီယံဝန်းကျင်ရှိတယ်လို့မြန်မာနိုင်ငံနဲ့ရခိုင်ပြည်နယ်အတွင်းကရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေကိုလေ့လာစောင့်ကြည့်နေတဲ့ရခိုင်ရင်းနှံစောင့်ကြည့်ရေးအဖွဲ့ AOW ရဲ့အစိုးရကစားကဖော်ပြထားပါတယ်။ဒီလုပ်ငန်းတွေဟာစစ်ကောင်စီအတွက်သာမကပဲစစ်ကောင်စီကိုနိုင်ငံရေးစစ်ရေးအရကြောတာနောက်ခံအကူအညီတွေပေးနေတဲ့တရုတ်အတွက်လည်းရေးပါပြီး ရှေ့လေပိုင်းကနေဥရောပအထိဆက်သွယ်ပေးနေတဲ့ကုံသွဲကုံရည်ချစ်တစ်ခုလည်းဖြစ်ပါတယ်။